ခိုင်ပြည်နယ်မှာဆေးရည်ပြင်းထန်လာခြင်းစစ်ကောင်းဆောင်အကြံပေးအဖွဲ့ဝင်ဖြစ်ကနေပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာတဲ့ဗိုလ်မှူးကြီးဟောင်းဦးထိန်လင်းကိုအမျိုးဘာသာသာသနာနဲ့ပညာကျိုးဆောင်ရွက်နေသူလို့သတ်မှတ်ပြီးစစ်ကောင်မရှင်လက်ဝေကန်ဗုဒ္ဓဘာသာ ကလျာဏယူဝအသင်း YMBA ကဆရာတော်တွေနဲ့အတူမဟာမင်္ဂလဓမ္မဇောတိကတစပွဲတစိတ်ပေးအပ်ခဲ့တယ်လို့သိရပါဗျ။ YMBA ဟာခုခံတော်လှန်မှုတွေကြောင့်ဆစ်ရှုံးပြီးအထိနာနေတဲ့ စစ်ကောင်မရှင်ထိန်းချုပ်မှုအောင်ရှိစစ်တွေမြို့နယ်ကဆရာတော်၄ပါးနဲ့လူပုဂ္ဂိုလ်၃ဦးတို့ကိုနိုဝင်ဘာလ၂ရက်နေ့မှာမင်္ဂလာပွဲတိုက်စိတ်တော်တွေဆက်ကပ်ပေးရခဲ့ပါတယ်။အဲ့လိုပေးရရာမှာရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းလည်းမဟာမင်္ဂလာဓမ္မဇောတိကတစားပွဲတိုက်စိတ်တော်ပါဝင်ရရှိခဲ့ကြောင်းစစ်ကောင်မရှင်ထုတ်ပြန်ချက်အရသိရပါတယ်။အာဏာသိမ်းပြီးနောက်စစ်ကောင်မရှင်ရဲ့လက်ကင်တုပ်ဖြစ်လာတဲ့ YMBA ဟာရခိုင်ပြည်နယ်စစ်တွေမြို့ရှိ အဖေရရခိတကျောင်း၌ဆရာတော်နဲ့ရွှေစည်တီပရိယတိစံတန်၌ဆရာတော်တို့ကိုအဂ္ဂမဟာမင်္ဂလဇောတိကတစပွဲတစိတ်တော်တဲချောင်းဆရာတော်နဲ့ရွှေတောင်ဆရာတော်တို့ကိုမဟာမင်္ဂလဇောတိကတစပွဲတစိတ်တော်တွေစက္ကန့်လှူဒန်းခဲ့တယ်လို့သိရပါတယ်။ဒါအပြင် ရခိုင်ဝင်းကြီးချုပ်ဦးထိန်လင်းကရခိတဆွမ်းအားပရဟိတအသင်ဥက္ကဋ္ဌဦးဝင်းမောင်မောင်ကိုမင်္ဂလဓမ္မဇောတိကတစပွဲတစိတ်တော်ကို၎င်းစေကောမရှင်ခန့်တိုင်းမှုက ပြည်내ဗုဒ္ဓဘာသာကလျာဏယူဝအသင်အတွင်ရင်မှုဥမောင်သိန်းခိုင်ကိုမင်္ဂလာဓမ္မဇောတိကတစဖွဲတိစိတ်တော်ကို၎င်းပေးအပ်ခဲ့တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ဖော်ပြပါရယ်လက်ရှိ YMBA မှာအနာသိန်းစကောင်းဆောင်ကရာသက်ပန်နာယကကြီးဖြစ်တာဝန်ယူထားပြီးအဲ့ဒီဘွဲတိစိတ်ကိုရရှိထားသလို950ဆရာတော်လို့လူသိများတဲ့စစ်ကော်မရှင်လောက်ခံပြည်သူစစ်နဲ့ပြည်စောတိခေါင်းဆောင်ဥဝတော်မကွေးဝင်းကြီးချုပ်ပါဝင်လူပုဂ္ဂိုလ်အချို့အပြင် အခုအခါရခိုင်ဝင်းကြီးချုပ်ဦးထိန်လင်းကိုထမ်းမှန်ပေးရလာတာလည်းဖြစ်ပါတယ်။ဘုံမူကြီးဟောင်းဖြစ်သူရခိုင်ဝင်းကြီးချုပ်ဦးထိန်လင်းဟာစစ်တပ်တို့ DSC ပတ်စဉ်24သင်္นานဆင်းဖြစ်ပြီးစီရေးချုပ်ဟောင်းဒုဗိုလ်ချုပ်ကြီးဆန်းဦးရုနဲ့ပတ်စဉ်တူက၎င်းဟာရခိုင်ကရခိုင်ပြည်နယ်မြောက်ပိုင်းဘူးသီးတောင်မြို့မှာဗျူဟာမူပြည်နယ်လွှတ်တော်ရဲ့တမရတော်ကိုစလဲအဖြစ်ကနေလုံခြုံရေးနဲ့နေဆက်ရေးရာဝန်ကြီးဖြစ်လာသူဖြစ်ပါတယ်။ဒါအပြင်၎င်းဟာလွန်ခဲ့တဲ့2012ခုနှစ်ကဖြစ်ပွားခဲ့တဲ့ လူမျိုးရေးဘာသာရေးကိစ္စရခိုင်ပြည်ပခရဲ့အဓိကတာဝန်ရှိသူတွေထဲမှာပါဝင်နေပြီးလုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဖြစ်နှစ်ကြိမ်တိုင်ကင်တွယ်ခဲ့သလိုအဲဒီနောက်တမတော်သားမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်2019ခုနှစ်နိုဝင်ဘာ4ရက်ထိတာဝန်ထမ်းဆောင်ခဲ့ပြီးစစ်တပ်ကအနာပေးခံရတယ်လို့သိရပါဗျ။ဒါပေမဲ့စစ်တပ်ကအနာပေးခံရပြီးနောက်ဘုံမူကြီးဟောင်းထိန်လင်းဟာ2020ပြည့်နှစ်မေလ20ရက်မှာ နိုင်ငံတော်သမ္မတရုံးရဲ့အကြံပေးပုဂ္ဂိုလ်ဖြစ်ခန့်အပ်ခံရပြီးအမျိုးသားပြည်လဲတင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးဘူဌာန NRPC ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက်အကြံပြုပေးရသလိုရခိုင်မြောက်ပိုင်းရှိပြည်ပခရေးနဲ့ပတ်သက်ပြီးလဲတာဝန်ယူခဲ့တယ်လို့သိရပါဗျ။အရင်နောက်2021ခုနှစ်ဖေဖော်ဝါရီလ18ရက်မှာအာနာသိန်းစစ်ကောင်းဆောင်ရဲ့အကြံပေးအဖွဲ့ဝင်ဖြစ်လာသလို2023ခုနှစ်ကစလို့လက်ရှိထိစစ်ကောင်မရှင်ခန့်ရခိုင်ဝင်းကြီးချုပ်ဖြစ်တာဝန်ယူထားဆဲဖြစ်ပြီး မြန်မာနိုင်ငံစစ်မှုရန်တင်ဟတစိ့ဆွမ်းဆောင်မှုဆိုင်ရာဂုံနူးဆောင်ပွဲဖြစ်တဲ့ဝနာကျော်ထင်ပွဲနဲ့သီရိပြန်ချီပွဲတို့ကိုရရှိထားသူလည်းဖြစ်ပါတယ်စစ်ကောင်းဆောင်ကမြန်မာနိုင်ငံမှာခိုင်ခတ်မှုအရှိဆုံးလို့ကြွလုံးထုတ်နေတဲ့၎င်းတည်ထားတဲ့မာရဝီစီယာကြောင်စင်းတို့ဖျားမှာလူစီကားစီဘုန်းနဲ့လာမဲ့ရွေးကောက်ပွဲအောင်မြင်ရေးအတွက်ရည်ရွယ်ပြီးဖျက်ကု လုံးနေတယ်လို့သတင်းရင်းမြစ်တွေစီကတီးရပါတယ် အဆိုပါဖျားမှာလူစီကားစီဖို့ပွဲလန်းတပင်တွေနဲ့စီယုံတိမ်သွင်းလှုပ်ဆောင်နေတာကိုလည်းတွေ့ရှိရပါတယ်။ကဘာပေါ်ရှိစကြင်ကြောင်သားထိုင်တော်မူဖျားတွေနဲ့ညံတော်အမြင့်ဆုံးလို့စစ်ကော်မရှင်ကထုတ်ပြန်ပြောဆိုထားတဲ့မာရဝီစီယာဖျားကိုစတင်တီချင်းကစလို့စစ်ကော်မရှင်လောက်ခန်နန်းစီဒီယံဝန်ထမ်းတွေမှာမကြာခဏဆိုသလိုမဖြစ်မနေလာရောက်ဖူးမြော်နေရတယ်လို့ Airy Time ကစုံစမ်းသိရပါတယ်။ဒါအပြင်မြန်မာနိုင်ငံကိုလာရောက်တဲ့နိုင်ငံတကာကအဖွဲ့အစည်းတွေ ၎င်းတို့နဲ့နှီးဆက်သူတွေပြင်ကျောင်းသားကျောင်းသူတွေကိုပါခီးစဉ်စည်းငိမ့်နဲ့ပို့ဆောင်ပေးနေပြီးမြမရုံရပွဲလန်းသပင်တွေကိုလည်းအဲ့ဒီဖျားမှာပဲအဓိကထားပြုလုပ်နေပါတယ်။အဲ့ဒီဖျားကိုစီကားစေဖို့လှုပ်ဆောင်မှုတွေပြင်မကြမီ၎င်းတို့ပြုလုပ်သွားဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲအတွက်ပါရည်ရွယ်ပြီးစိုးရင်စိတ်တွေနဲ့ဖျက်ကူကူနေတယ်လို့တက်တွင်းသတင်းရကြားသိရကြောင်းစီဒီအမ်ပိုကြီးစင်ရောကဆိုပါတယ် သူ့အနေနဲ့ရွေးကောက်ပွဲတွေအတိမ်ဆောင်ဖြစ်လာမလားလုံနေရင်းနဲ့ဘဲရတွေကဘာဖြစ်အောင်မလဲစတာတွေစိုးရိမ်နေတယ်အဲ့ဒါမို့ဖျက်ကူးကူးနေတာလို့တပ်ဖက်ကလူတွေစီကကြားသိရတယ်လို့၎င်းက ERI Times ကိုပြောပါတယ်အနာသိမိနောက်ယာယီသမရာလို့မိမိကိုကိုတုံးနှုံးနေတဲ့စစ်ကောင်းဆောင်ကငွေကြေးသံပေါင်းများစွာ ကုန်ကြခံသုံးဆွဲပြီး၎င်းတို့ရုံဆိုင်ရာနေပြီးတော့တက္ကိနသီရိမြို့မှာအဲ့ဒီဖျားကိုတီထားပြီးအမြဲဆိုသလိုဂုံယူပြောလို့ရှိပါတယ် ထားပြင်စေကောင်းဆောင်ဟာအင်အားပြင်းစကိုင်းငနင်လုတ်ခတ်ချင်းကလည်းမာရဝီဇီယဖျားကိုတွားရောက်ပြီးလေပြင်းနဲ့မြင်းငလင်တန်နဲ့တဘောင်ဝဘေးတန်တို့ခံနိုင်မှုရှိစေဖို့တိစောက်ထားတာကြောင့်ထိခိုက်မှုနည်းပါးတာဖြစ်တယ်လို့ကျောင်းဝပြောဆိုခဲ့ပါတယ်။အီယရီတိုင်းမှာတော့စစ်ကောမရှင်ကလုံမဲ့ရွေးကောက်ပွဲအတွက်အမှန်လောင်းတွေဟာမဲဆွယ်နေကြချိန်မှာပဲစစ်ကောမရှင်က နေမြေရှင်းလင်းရေးတွေလုပ်နေတာကြောင့်ပြည်သူတွေဟာအသက်အိုးအိမ်ဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါတယ်။ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်း1မှာတော့ AR တိုင်းကမြို့နယ်ရှင်းမြို့နယ်မှာကျင်းပပေးဖို့ကြေညာထားပါတယ်။အဲ့ဒီရွေးကောက်ပွဲအပိုင်း1အတွက်ဝင်ရောက်ရှင်ပြိုင်ရမယ့်ကိုယ်စားလှယ်လောင်းတွေဟာလူမှုကွန်ရက်တွေဖြစ်တဲ့ Facebook နဲ့ TikTok တွေကနေစီယုံမှုတွေကိုဦးစားပေးလုပ်နေတာကိုလည်းတွေ့ရှိရပါတယ်။ အဲရွေးကောက်ပွဲကဒီ60ရွေးကောက်ပွဲကနေအခုတစ်ချိန်အထိဆိုရင်ဒါ5ချိန်ရှိပြီပေါ့နော်အဲဒီချိန်ကတော့အဆိုးဆုံးပဲဗျအခုလိုဖြစ်စဉ်မျိုးတခါမှလည်းမကြုံခဲ့ဘူးပေါ့နော်ဦးတန်းရွှေလက်ထက်2010ရွေးကောက်ပွဲထက်တောင်မှအဲလူတွေကစိတ်ဝင်စားမှုနည်းတယ်ပေါ့နော်အကြောက်တရားတွေကတော့ဒီအရင်အချိန်တွေထက်ပိုပေးပါတယ်ဗျမဲဆင်းကလည်းဒီ2020တုန်းကလိုပဲထူပြီးပြောင်းလဲတာမျိုးတော့တိတ်မရှိပါဘူးအဲလူတွေကလည်းတိတ်သွားတော့မကြည့်ကြဘူးပေါ့နော် အေရီတိုင်းမှာတော့ရွေးကောက်ပွဲအပိုင်းတက်မှာပါဝင်တဲ့မြို့နယ်ရှင်းမြို့နယ်ကတော့ကျုံမျောပသိမ်မူပင်မြောင်းမြကျန်ငင်းမြန်အောင်လက်ပွတ်တာအင်းဒရာစတဲ့မြို့နယ်ရှင်းမြို့နယ်ဖြစ်ပါတယ်။မူပင်မြို့နယ်မှာတော့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဖြစ်တာဝန်ယူခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းကအရေးဝင်လဲပြီးကျန်းခိုင်ပါတီကနေဝင်ရောက်ရှင်းပြိုင်မယ်လို့သိရပါတယ်။လက်ရှိမှာတော့ပါတီတွေဟာရွေးကောက်ပွဲအတွက်မဲဆွယ်နေကြတယ်ဆိုပေမဲ့ ကြံခိုင်ပါတီပြည်သူပါတီနဲ့ပြည်သူရှိဆောင်ပါတီတွေကိုတော့မြောက်ပေးသူတွေရောရှုံးချသူတွေရောနဲ့လူမှုကွန်ရက်မှာတော့ပွဲစီနေတာလည်းဖြစ်ပါတယ်။ရွေးကောက်ပွဲပြုလုပ်ဖို့ပြင်ဆင်နေတဲ့စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့အောက်တိုဘာ23ရက်နေ့ကစပင်ချေးရွာကိုပေါင်900ဘုံသီးတွေနဲ့ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဂျက်ဖိုက်တာတွေနဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်24ဦးထပ်မင်းနဲ့တေဆုံးခဲ့ပြီးအိုးအိမ်ထိခိုက်ပျက်စီးမှုတွေလည်းရှိတယ်လို့ ARD PDF ဗျူဟာ29 ARD တိုင်းပတ်ကဖားနဲ့ပြည်သူ့လူမျိုးရေးတပ်ဖွဲ့ PLF2 ကအောက်တိုဘာ31ရက်နေ့မှာထုတ်ပြန်လာပါတယ် ARD တိုင်းမှာကတော့ငရဲကြနေတဲ့နေရာတွေကငရဲကြနေသလိုပျော်ပန်းနေတဲ့နေရာတွေကလည်းပျော်ပန်းနေကြတာပါပဲရွေးကောက်ပွဲမှာမဲရရင်မလှုပ်ပေးမယ်ညာလှုပ်ပေးမယ်ပြောပြီးမဲစွမ်းနေတဲ့နိုင်ငံရေးသမားတွေဆိုတာလဲစစ်တပ်ကိုကြောပြီးမလှုပ်လို့ရလို့လဲ အေရီတိုင်းမှာဩဂတ်စဒုတိယပတ်ကစတင်ပြီးအာနာသိန်းစစ်စွန်ရကချင်းဖမဲ့ရွေးကောက်ပွဲအတွက်မဲပေးနီအသိပညာကောင်းစဉ်နဲ့ပြည်သူတွေကိုဖိအားပေးခေါ်ယူပြုလုပ်နေပြီးလာရောက်ချင်းမရှိတဲ့ပြည်သူတွေကိုဒဏ်ငွေရိုက်တဲ့အပြင်ရွေးကောက်ပွဲရောက်ရင်ကြက်ခိုင်ပါတီကိုမဲထဲဖို့ပြောဆိုတာတွေလည်းရှိတယ်လို့သိရှိရပါတယ်အင်ဒိုနီးရှားနိုင်ငံက Airbus ကုမ္ပဏီကနေ A400 စစ်ဘက်တန်ယူပို့ဆောင်ရေးလေရင်လေးစင်ထပ်မံဝယ်ယူနိုင်တယ်လို့တမရပရာဘိုဝဆူဘီယန်တိုက တနင်္လာနေ့မှာပြောပါရယ်။အင်ဒိုနီးရှားကာကွယ်ဝင်ကြီးဌာနကဝယ်ယူထားတဲ့ပထမအုပ် A400 လေရင်နှစ်စင်းရောင်းရှိလာခဲ့ပြီးဂျာကာတာမြို့တော်ရှိစစ်ဘက်လေဒါစကန်တခုမှ၎င်းကသတင်းတောက်တွေကိုပြောကြားခဲ့တာပါ။ A400 တန်ယူပို့ဆောင်ရေးလေရင်လေးစင်ထပ်မံဝယ်ယူမဲ့သဘောတူညီချက်တည်းရဲ့လက်မှတ်ထိုးဖို့ကျွန်တော်တို့ဆွေးနွေးနိုင်ပါတယ်လို့သူကဆိုပါရယ်။ 2021ခုနှစ်သဘောတူညီချက်အရအင်ဒိုနီးရှားနိုင်ငံဟာလာမယ့်နှစ်မှာဒုတိယသုံး A400 ဗတ်စုံ3တည်းယူပို့ဆောင်ရေးလေယာဉ်တွေရရှိမယ်လို့သိရပါဗျ A400 တည်းယူပို့ဆောင်ရေးလေယာဉ်ကိုအဓိကအဖြစ်တဘောင်ဝဘေးကြောင့်ဒဏ်ရာရရှိသူတွေဘေးလွတ်ရာရွှေ့ပြောင်းဖို့အသုံးပြုပေမဲ့နိုင်ငံရခြားလူသားချင်းစာနာမှုမရှင်တွေမှာအသုံးပြုနိုင်တယ်လို့ပရာဘိုဝိုကဆက်ပြောပါဗျအင်ဒိုနီးရှားနိုင်ငံကိုပေးအပ်ခဲ့တဲ့ A400 တည်းယူပို့ဆောင်ရေးလေယာဉ်ဟာ ရဟယင်တွေမော်တော်ကားတွေနဲ့ကယ်ဆယ်ရေးပစ္စည်းတွေပါဝင်တန်ချိန်38တန်အများဆုံးသဲဆောင်နိုင်ပါတယ်။ A400 တန်ယူပို့ဆောင်ရေးလေယာဉ်ဟာတန်ချိန်30တင်ဆောင်ပြီးဂျာကာတာမြို့တော်ကနေရေမိုင်း2400အထိအင်ဒိုနီးရှားကျွန်းစုတစ်ခုလုံးကိုပြန်တန်းနိုင်ပါတယ်။ A400 ကိုရေပုံးကျဲလေယာဉ်ဖြင့်ပြောင်းလဲနိုင်ပြီးတစ်ချိန်ကို ရေလီတာ2000အထိပတ်ဖြန်းနိုင်တာကြောင့်တော်မီတွေမကြာခဏလောင်ကျွမ်းရာအင်ဒိုနီးရှားနိုင်ငံမှာအသုံးဝင်လာနိုင်ပါတယ်။ ပြီးကြတဲ့နှစ်သမရယူကောက်ပွဲမှာနိုင်မရမီကာကွယ်ဝင်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့သူပရာဘိုဝိုကစစ်တပ်ရဲ့အိုမင်းနေပြီဖြစ်တဲ့ဆစ်လက်နက်တွေကိုအစားထုတ်ဖို့ခရီးပြုခဲ့ပါတယ်။ပြီးကြတဲ့နှစ်သမရယူကောက်ပွဲမှာနိုင်မရမီကာကွယ်ဝင်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့သူပရာဘိုဝိုကစစ်တပ်ရဲ့အိုမင်းနေပြီဖြစ်တဲ့ဆစ်လက်နက်တွေကိုအစားထုတ်ဖို့ခရီးပြုခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာဇူလိုင်လအတွင်းခန်းချက်တိုက်လေရင်48စင်ဝယ်ယူဖို့တူရကီနိုင်ငံနဲ့စာချုပ်တည့်ရဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်တွင်တရုတ်ရဲ့ရန်လိုမှုတွေကိုတံပြန်ရမှာ drone နည်းပညာတွေအသုံးပြုတာအပါအဝင်ပင်လယ်ရေကြောင်းကင်းလယ်မှုမှာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ပင်တကွန်အကြီးကဲ PT Hansage ကအာဆီယံနိုင်ငံတွေကိုတောင်းဆိုလိုက်ပါတယ်။စူးစီးထားတဲ့ရေကြောင်းဆိုင်ရာကွန်ရက်တစ်ခုနဲ့ချင်းချောက်မှုတွေကိုတံပြန်မဲ့ပူရဲစွမ်းရည်တွေဖော်ဆောင်ကြဖို့နိုဝင်ဘာတရက်ကမလေးရှားနိုင်ငံမှာကျင်းပတဲ့အာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့အစည်းအဝေးမှာ၎င်းကတိုက်တွန်းခဲ့တာပါ။ ကျွန်တော်တို့ရေပိုင်နက်တွေနဲ့တောင်တရုတ်ပင်လယ်မှာချင်းချောက်မှုနှောက်ယှက်ပေးမှုနဲ့တရားမဝင်လှုပ်ရှားမှုတွေဖြစ်ပွားနေပါတယ်။ကျွန်တော်တို့တရုတ်နဲ့ပြည်ပခမဖြစ်လို့ပေမဲ့တရုတ်ကကျွန်တော်တို့ကိုမနှွမ်းမိုးအောင်လှုပ်ဆောင်ရပါမယ်လို့သူကဆိုပါတယ်။ American သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့သဘောတူညီချက်တရရရှိပြီးနောက်သူကခုလိုမှတ်ချက်ပြုတာပါ။အောက်တိုဘာလ31ရက်ကတရုတ်ကောင်ကွယ်ဝင်ကြီးတောင်ချန်နဲ့တွေ့ဆုံစဉ်ထိုင်ဝမ်နဲ့တောင်တရုတ်ပင်လယ်ဝန်းကျင်မှာ တရုတ်ရဲ့ရေတပ်ဆိုင်ရာလှုပ်ရှားမှုကိုအလွန်အမင်းစိုးရိမ်တယ်လို့ PTHS ကထုတ်ဖော်ပြောခဲ့ပါတယ်။တရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ပိုင်းတင်မော်တွေကရေအမြောက်နဲ့ဖလပိုင်းတင်မော်တွေကိုတိုက်ခိုက်တဲ့ဖြစ်စဉ်တွေကိုကိုးကားပြီး၎င်းကပြောကြားခဲ့တာပါ။အမေရိကန်နဲ့တရုတ်ကြားတွဲဆုံဆွေးနွေးမှုကို၎င်းကကြိုဆိုခဲ့ပေမဲ့အငင်းပွားစကားဘရော့တောင်ဆွဲကိုတရုတ်ပိုင်နဲ့ဖြစ်သက်မတ်မှုကိုမမျှတဘူးလို့ပြောပါရယ်။ကုန်ကြမ်းစိမ်းနဲ့အနေနဲ့ပါစွာကင်းလက်ဆောင်ကြည့်မှုတိုးမြင့်ဖို့ ဝေဟင်ရေအောက်ဒရုန်းတွေပါဝင် မောင်းသူမဲ့ဒရုန်းစနစ်တွေပူရဲဖော်ဆောင်မှုလဲသူကတိုက်တွန်းခဲ့ပါတယ်။ကျွန်တော်တို့ဒီနည်းပညာတွေကိုမဟာမိတ်တွေမိဖက်တွေကို မျှဝေလိုတဲ့ဆန္ဒရှိပါတယ်လို့ PT Hasash ကပြောပါတယ်